မင်္ဂလာပါခင်ဗျာပြည်သူကိုဂရိကိုပြပေးဖို့ဆိုတော့ဟိုပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရဲ့နော်ဟိုမန်နီဖက်စတိုပေါ့နော်ကျွန်တော်တို့မန်နီဖက်စတိုမှာကန္တာကြီး28ချက်ရှိနော်ကန္တာကြီး28ချက်မှာအဲ28ချက်မှာထိတ်ဆုံးကတော့မဖြစ်လဲဆိုတော့တရားဥပဒေစိုးမိုးနော်ဒုတိယချက်ကတော့အကုန်စင်းလုံးတည်ငြိမ်ကြီးပေါ့နော်အဲ့ဒါတွေကိုကျန်တဲ့အချက်တွေအားလုံးကတော့ဒီအချက်တွေကိုဖြည့်ဆည်းပေးမယ့်အချက်တွေပါပဲဖြစ်ပါတယ် နော်ဟိုဥပမာအဖြစ်ဆိုလို့ရှိရင်ဟိုလူငယ်တွေလူငယ်တွေနဲ့ဟိုအမျိုးသမီးတွေအလောက်ကန်ခွင်လန်းရရှိရေးပေါ့နော်ဒီလိုဟာမျိုးတွေဒါဆိုရင်လူငယ်တွေနဲ့ဟိုအမျိုးသမီးတွေအလောက်ကန်ခွင်လန်းရရှိရေးဆိုရင်ဒီတိုင်းရမှာမဟုတ်ဘူးလေသူတို့တစ်ဖက်ကဘာဖြစ်လဲဆိုပညာရေးကဏ္ဍဖွံ့ဖြိုးပေးအောင်မယ်ပတ်မှုပေးအောင်မယ်အဲ့တော့ပညာရေးကဏ္ဍမှာဆိုလို့ရှိရင်လည်းပဲဟိုအရင်တုန်းကကျွန်တော်တို့စီကိုနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာဖြစ်လဲဆိုလို့ရှိရင်ဟို ဝန်ထမ်းအလုံးလောက်မရှိဘူးသူတို့လိုချင်တာကကျွမ်းကျင်တဲ့ဝန်ထမ်းလိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့စီကပြီးနိုင်တာဘာကောင်းလဲဆိုတော့ဟိုဟတ်ဝါကာပဲပြီးနိုင်အဲဟိုအလူချမ်းသမားတွေလောက်ပဲပြီးနိုင်တယ်ဖြစ်တယ်အဲအတွက်ကြောင့်ပါပြောဆိုတော့ဟိုအလုံးလောက်မရဘူးအဲ့ဒီအဲ့ဒါမျိုးကိုကျွန်တော်တို့ကကျွန်တော်တို့ပညာရေးကဏ္ဍကနေပြီးတော့ကျွန်တော်တို့ကဥမာအာဆီယံအဆင့်ရှိတဲ့ဟိုအတိမတ်ပြုနော်ဟိုကျွမ်းကျင်လက်မှတ်ဒါမှမဟုတ်ရင်ဒီတမေဝမ်ဝမ်ကြောင်းပညာလက်မှတ်မျိုးကိုကျွန်တော်တို့ကအခုရှိနေတဲ့အကြောင်းတွေမှာကျွန်တော်တို့က ဖြည့်ဆည်းပေးပါဘောနော်အထို့တူပဲဟိုဥမာဆိုပါစို့ကြေးလက်ကြေးလက်ဖွံ့ဖြိုးဖို့ဆိုလို့ရှိရင်ကြေးလက်ကဖွံ့ဖြိုးဖို့တော့အဓိကပေါ့ကြေးလက်ဖွံ့ဖြိုးရေးကဘာဖြစ်လို့လဲဆိုရင်ကိုယ်စင်းလုံးပြင်းကြီးနဲ့လေသူကဆက်ဆက်နေတော့ဘာဖြစ်လို့လဲဆိုတော့ဒီကပဲစားသောက်ကုန်တွေထုတ်တာဘူးကြည်လက်ကနေပြီးတော့ပဲမြို့တွေကထုတ်တယ်ဆိုတာကဟိုနည်းနည်းပါပါပဲထုတ်ပြီးတော့နေတဲ့သူကလုံနေတဲ့ဟိုစားဝတ်နေကြီးကိုကြတော့ကြည်လက်တွေကထုတ်ပြီးတာလေအဲကြည်လက်တွေထုတ်ပြီးတော့ဆိုတော့ကြည်လက်ဖွံ့ဖြိုးဖို့လို့ ခြေလက်ဖွင့်ပြဖို့ဆိုလို့ရှင်အဲဘာကွန်မလဲဆိုလို့ရှင်လမ်းမဆက်သွေးရှိရမယ်နောက်ပြီးတော့ခြေလက်နေပြည်သူတွေကနောက်တမျိုးကျစိုက်ပြူတာနေပြီးတော့နီးပညာခြေပြူစိုက်ပြူရေးကိုလည်းလိုတာပေါ့ဒါထို့သူအဲ့ဒါကိုကြတော့တစ်ဖက်ကဆယ်မြောင်းခန္ဓာတို့ဒူအပ်တဲ့ရေတို့ဖွင့်ပြပေးရမယ်နောက်ပြီးတော့စိုက်ပြူတက်ကတူလိုနေရာမျိုးကလည်းပဲဘာဖြစ်လို့ဆိုတော့နီးပညာတွေဖတ်မိုးပေးရမယ်နောက်ပြီးတော့ဟိုမျိုးကောင်းမျိုးသားကိုကြတော့စိုက်ပြူသူပြည်နာဌာနမျိုးကနေထုတ်လုပ်ပေးရမှာပေါ့ဒီခြေနေတို့ပေါ့နော် အဲ့လိုမျိုးတွေပြင်ကိုဟိုကျွန်တော်တို့ကနိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေကိုဟိုဖိတ်ခေါ်လာလို့ရှိရင်ဒီမှာကျွန်တော်တို့ဥပဒေအရနိုင်ငံကရင်းနှီးမြှုပ်နှံမှုကိုအထောက်အကူပြုစီတဲ့နော်တို့ဟိုနိုင်ငံကရင်းနှီးမြှုပ်နှံမှုကတို့ဒီတိုင်းလာတာမဟုတ်ဘူးလာလို့ရှိရင်တို့တို့ပတ်စံနေတဲ့သူဒီဘက်ကလည်းပဲခုနပြောတဲ့ကျွန်တော်တို့ဟိုလုတ်သားကလည်း ready ရှိရမယ်။နောက်မြေယာတို့နောက်တောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကလည်းပဲဘာဖြစ်လဲဆိုလို့ရှိရင် ူတို့တွေတွေပျော်ပျော်ရွှင်ရွှင်လှုပ်လှုပ်နေရမယ်နောက်ပြီးတော့တို့ကိုလည်းအာမခံချက်ပေးနိုင်တဲ့ဥပဒေမျိုးတွေကိုကျွန်တော်တို့ဥပဒေပြုရေးဘက်ကကစဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကလိုက်လုံးကြီးတွေရှိအောင်လုပ်ပေးရတယ် နော်ဟိုအားလုံးခြုံရင်တော့ဘာဖြစ်လဲဆိုတရားဥပဒေစိုးမိုးရင်းနဲ့ကျွန်တော်တို့မကောင်းဘူးလဲဆိုရင်ကုံစင်းတို့တည်ကြီးဒီချင်းကြီးကပြည်သူတွေရဲ့အဓိကခဏချင်းမှာအဓိကလိုအပ်ချက်အဲ့ဒီဥစ္စာကိုဖြည့်ဆည်းနိုင်မယ့်ရှုထောင့်မျိုးစုံကိုကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်စုစုပေါင်း28ကန္တာမှာကျန်တဲ့25ကန္တာဖြည့်ဆည်းပြီးမယ်ဆိုတဲ့သဘောပါပဲနောက်မေးခွန်းကနေထပ်ပြီးတော့ဖြည့်ရမှာပေါ့နော်ဟိုတော့ရှာပါဒီဆောင်ရွက်ခဲ့တယ်ဆိုတော့ ရှင်းရှင်းပြောလို့ရှိရင်ပထမဆုံးမဟုတ်နော်ဒီဒီဒီတမလို့အာနာထေးမိတဲ့အချိန်မှာကျွန်တော်တို့လှုပ်တုံးကကျန်းနေခဲ့တဲ့ဥမာကျေးရွာမီလင်းကြီးတွေပေါ့ကျေးရွာမီလင်းကြီးတွေပေါ့နော်ကျေးရွာမီလင်းကြီးတွေမှာအကြောင်းမျိုးမျိုးရောက်ကျန်နေခဲ့တာတွေရှိတယ်အဲ့ဒီဥစ္စာကိုကျွန်တော်ဌာနဆိုင်ရာနဲ့ဆက်ပြီးတော့ဟိုဆောင်ရွက်ပေးတယ်ကျွန်တော်ဒီကျေးရွာ15ခုလောက်ကျန်ခဲ့တယ် เนาะ35ခုလောက်ကျန်နေတယ်ဟိုတချို့ရွာလေးတွေဆိုလို့ရှိရင်လည်းပဲဟိုပြီးနေပြီပြီးနေရတာနဲ့အเจ้าမျိုးเจ้าမဖြစ်သေးတာအဲ့လိုရွာလေးတွေကလည်းရှိခဲ့တယ်အဲ့အဲ့အလုံမျိုးကိုစပြီးတော့ကျွန်တော်တို့ကလုတ်ခဲ့ပြီးတယ် လုပ်ခဲ့တဲ့အလုပ်တွေရှိတယ်။နောက်အထင်ရှားဆုံးကတော့ဒီဒီကာလမှာအထင်ရှားဆုံးကတော့ကျွန်တော်တို့ဘာလဲဆိုရင်ကိုဗစ်ကာလဟုတ်တယ်ကိုဗစ်ကာလအလွန်မှာကျွန်တော်တို့ဗာဒီကြံနေလေဆိုတဲ့အခါကျတော့ဟိုဟိုအရင် micro finance ကချိထားတဲ့ဟိုဟိုလုပ်ငန်းလေးတွေရှိတယ်။အဲ့ဒီလုပ်ငန်းလေးတွေကိုလည်းပဲဘာဖြစ်လဲဆိုတော့သက်ဆိုင်ရာနေနဲ့ညှိပြီးတော့အတို့ဆိုင်ငံပြီးဖို့နောက်လုပ်ငန်းတွေကိုကျွန်တော်တို့ဆောင်ရွက်တယ်။နောက်ပြီးတော့အခုဒီငလင်ကာလငလင်ကာလမှာလည်းပဲကျွန်တော်တို့ဘာဖြစ်လဲဆိုလို့ရှိရင်ငလင်နဲ့ပတ်သက်တဲ့ ငလင်းနဲ့ပတ်သက်တဲ့ပမူရည်တွေကိုလုပ်တွေ့အထူးဖြစ်တော့ငလင်းကြောင့်မန္တလေးတိုင်းကြီးမှာဆောင်မှုပဲပြန်ဖြေတာတချို့ကကြတော့အောင်ပေးလိုက်ပါလား Harry Dam ဆိုတာဟိုဆောင်မှုပဲစနစ်ချင်းမတူတဲ့အတွက်ကြောင့်တို့ကမသိလို့ပြောကြတာလား Harry Dam နဲ့ဒီတက်တူဝင်ဝင်တခြားစီပဲအဲဒါကြောင့်လို့မရှိမှကြောက်လို့နော်စင်တာဒီအလုံးကိုလိုက်ပြီးတော့ဟိုဟောပြောတယ်ပေါ့ဒီဟောဟောပြောတယ်ပတ်မိုးစရာရှိတာလည်းပတ်မိုးပြီးတယ်ဒီမိချီလာနဲ့တနေသေးတယ်မဟုတ်ဘူးဟိုမန်လီတိုင်းတတိုင်းလုံးမှာဟိုကျွန်တော်တို့နေရာပေါင်း 45နေရာလောက်ကျွန်တော်တို့လိုက်ပြီးတော့ဆောင်ရွက်ခဲ့တယ်နော်ဆောင်ရွက်ခဲ့တယ်ဟိုလွတ်တော်ကာလမှာဆောင်ရွက်ခဲ့တာတော့ထားလိုက်ပါတော့နော်ဟိုအဲ့တာဝန်ယူတော့အဲ့နောက်ပိုင်းမှာလည်းအခုဒီလုပ်မျိုးတွေကိုလုပ်တယ်လုပ်တဲ့အခါကျတော့ကျွန်တော်တို့ကဟို ပြန်ပြီးတော့ပြောရရင်တော့နောက်ပြည်သူတွေနဲ့လည်းပဲရီဆိုက်ပြုရေးတို့တခြားအလုပ်တို့ပြည်သူတွေဟိုအခက်အခဲရှိနေတာတဦးချင်းကောနောက်ပြီးတော့ data lake ကောခုနပြောသလိုမိမိမရရှိတဲ့နေရာတွေဖောင်ဝင်ပေါ့နော်ဟိုတချို့နေရာတွေမှာလည်းဆံမြောင်းတို့ဘာလို့ကြတော့ကျွန်တော်တို့တွေကဒီဒီနေမှာဟိုဝန်ထမ်းကြီးကလည်းလှုပ်ခဲ့တဲ့ခါကျတော့ဒီကဝန်ထမ်းနေနဲ့အခုအဆင်ပြေတဲ့ခါကျတော့ရေမရတာအစားဟိုကြောင်းမှာအခက်အခဲရှိတာအဆုံးကျွန်တော်တို့အခုဝင်ပြေးခဲ့တယ် ထို့တူပဲကျွန်တော်ကတော့အထူးအထူးသဖြင့်တော့ပညာရေးဝန်ထမ်းဆိုတော့ဟိုဘာကကြောင်းတွေဖွင့်ပြဖို့အတွက်ကျွန်တော်ဘာကကြောင်းတွေကိုလိုက်ပြီးတော့အဲ့ဒီတုန်းကတော့ဘာကကြောင်းတွေမှာလိုအပ်ချက်ကိုဟိုကလုပ်တယ်ကျွန်တော်ဟိုကလုပ်တော့ဒီမြို့ပေါ်မှာကြောင်းတစ်ကြောင်းရှိတယ်ဟိုဆက်ဦးဘာကလေတန်းကြောင်းပေါ့နော်အဲ့ဒီလေတန်းကြောင်းချက်ဆမ်းမမလုံလောက်တဲ့မလုံလောက်တာမဟုတ်လာစာပေးဖို့မလုံလောက်တာနော်ကျွန်တော်တောင်းယူတဲ့အချိန်ကစပြီးတော့ဒီလာစာပေးတဲ့လုပ်ငန်းကိုချက်ဆမ်းမတယောက်အတွက်ကျွန်တော်ကျွန်တော်တို့ဖွဲ့ပေါ့နော် တောင်းယူခဲ့တယ်အခုချိန်လေးလည်းတောင်းယူထားတယ်အဲအဲ့လိုလုပ်ငန်းတွေကိုကျွန်တော်တို့ကဆင်ဆက်မပြဆက်လုပ်နေပါလေနော်ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဘာကောင်းလဲဆိုလို့ရှိရင်ဒီမိထီလာနေသူနေသားနဲ့ကျွန်တော်တို့ကသဘာတယ်ပါပဲကျွန်တော်တို့ရဲ့လုပ်ရက်တွေကိုလည်းတို့တို့ကတည်ပြီးသားပါတည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုကိုတို့တို့ကတော့ဟိုယုံကြည်ကြည်တောင်းပေးမယ်လို့နော်ကျွန်တော်တို့ယုံကြည်ပါတယ်ခင်ဗျ အဓိကတိုက်တွန်းချင်တာတော့ဟိုဟိုသူသူတော့ပေါ့နော်ဟိုကျွန်တော်တို့ပြောပြောနေတဲ့စကလုံးကအလုံးဒီမိုကရေစီကိုလိုချင်တယ်ဒီမိုကရေစီကိုလိုချင်ရင်ဒီမုတ်ဥကိုဖျက်ရမယ်ဘာလဲဆိုရွေးကောက်ပွဲမုတ်ဥရွေးကောက်ပွဲမုတ်ဥဆိုတာကလည်းပဲဘာဖြစ်လဲဆိုတော့ဟိုပါတီတွေကကြီးပဲလှုပ်ဆောင်နေလို့မရဘူးပြည်သူကမဲပေးမှဖြစ်မယ်ဟုတ်တယ်နော်ပြည်သူကမဲပေးမှဖြစ်မယ်မဲပေးမှုများလေဘာဖြစ်လဲဆိုလို့ရှိရင်ဟိုပြည်သူတွေအဲပြည်သူတွေကမဲပေးမှုများလေရွေးကောက်ပွဲရဲ့ အောင်မြင်မှုကလည်းဒီကြီးကလည်းမြင့်တက်လေအဲ့တော့ကျွန်တော်တို့ဘက်ကတော့ဘာတွေလှုပ်ဆောင်နေလဲဆိုတော့ဟိုမဲပေးဖို့ရေးကတစ်တစ်ကဘာဖြစ်လဲဆိုတော့မဲစင်းပါဟုတ်တယ်နော်ဘလောက်ကြီးမဲပေးခြင်းမေးခြင်းအဲ့အစင်းကိုကျွန်တော်တို့ကဟိုစပြီးတော့မဲစင်းစပြီးတော့ကတ်တဲ့ချိန်ကစပြီးတော့ကျွန်တော်တို့သတိထားလိုက်မိတယ်ကျွန်တော်တို့မဲစင်းနေမှာဟိုမဲဆန္ဒရှင်နာမည်ကြီးကြံနေသေးတယ်အခုတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်တို့လှုပ်လာတဲ့အခါကျတော့အခုကြတော့အချမ်းမြင်ဒီမြို့မှာ 2သိန်း3000လောက်ရှိသွားပြီအဲကျွန်တော်တို့2020ကတရားဝင်ထုတ်ပြန်လာတာ2သိန်းကျော်ယုံလေးပဲယာကနန်းလေးပဲကျော်ယုံလေးပဲဆိုတော့ကျွန်တော်တို့မြို့နယ်ရဲ့လူကြီးတွေတိုးတက်မှုနေတွင်ဆိုတော့ဒီစင်းဟိုမြင့်တက်လာပြီပေါ့เนาะမြင့်တက်လာပြီဒါပုံမှန်ချင်းတွေကိုရောက်လာပြီလို့ပြောတယ်ဒီအဲချန်နေတဲ့လူတွေကလည်းပဲဘာဖြစ်လို့ကျွန်တော်တို့ထပ်ပြရလဲသူတို့ပေးခြင်းလုံးအကြီးလို့လို့သူတို့တွေတွေကလည်းတောင်းဆိုလို့ကျွန်တော်တို့တွေကလည်းဟိုကလုတ်ခဲ့ကြတယ်အဲလုတ်ခဲ့ကြတယ်ဆိုလိုတာကဘာဖြစ်လဲဆိုတော့ မဲပေးဖို့ရေးကိုအဓိကလိုတာကမဲဆင်းပါဖို့မဲဆင်းပါပြီးရင်နောက်ထပ်ဗာကြံသေးလဲဆိုလို့ရှိရင်မှတ်ဖို့နေကြံသေးတယ်မှတ်ဖို့နေရတော့ဟိုပန်းငယ်စီမံချက်တို့ဘာလို့ညာတို့လှုပ်တော့လှုပ်ထားတာရေနောက်ပြီးတော့လှုပ်ထားတာအတွက်ကြောက်တော့တိတ်တော့မြန်မြန်ဆဆမရှိဘူးတို့တော့လည်းပဲအနေချင်းရှိတယ်အဲ့အနေချင်းကိုလည်းပဲကျွန်တော်တို့ဒီဒီဘက်ကနေပြီးတော့ကျွန်တော်တို့ကြွေးအောင်အုပ်စုခေါင်းဆောင်တွေကဒီမှတ်ပုံတွေရရှိနိုင်ရေကိုကြိုးပမ်းနေတယ်မိုဗီစီကိုလိုချင်တဲ့လက်ရှိဆောင်ရွက်ပေးတဲ့ အစိုးရရဲ့ UEC ကိုဒီကလုတ်တဲ့ဒီရွေးချယ်တဲ့မြောက်ပွဲဟာပြည်သူတွေစိတ်ဝင်စားတဲ့ပြည်သူတွေတခဲနဲ့ပါဝင်နေဆိုတဲ့အဲရွေးကောက်ပွဲဖြစ်ကြောင်းကိုကျွန်တော်တို့ကလည်းသတိပြချင်ပါဟုတ်ပါပြီနော်ဒါကြောင့်မလို့ဒါကြောင့်မလို့ဒီလုတ်ကြီးကိုကျွန်တော်တို့ကဒီအ ਨੇ စုံသသိန်းခွဲသသိန်းခွဲနဲ့ဟိုသသိန်း9000လောက်မဲလာပြအောင်ကျွန်တော်တို့ဟိုကျွန်တော်တို့ဘက်ကကြိုးစားစရာရှိတာကိုကြိုးပါကြိုးပါနေပါလေခင်ဗျဟုတ်ကဲ့ပါ